DBB ရဲ့တွဲဆုံမင်းမြန်ကကြိုဆိုပါတယ်အခုတွဲဆုံမင်းမြန်သွားမှာကတော့ပြောင်းကြံ့နိုင်တဲ့ဖွံ့ဖြိုးပါတီဝင်တူဖြစ်တဲ့ဥအောင်တိန်လင်းကိုတွဲဆုံမင်းမြန်သွားမှာဖြစ်ပါတယ်ခင်ဗျာပါတီဝင်အခြေအနေနဲ့ပတ်သက်ပြီးဘယ်လိုဖြစ်လာနိုင်မလဲဆိုတာလည်းပတ်သက်ပြီးတော့မင်းမြန်သွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဗျာအင်္ဂါမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ကဲ့အင်္ဂါအခုဒီဟောပါတီဝင်တွေပေါ့နော်ထိပ်မဲကောင်းဆောင်တွေဒါထုတ်ခံနေပတ်သက်ပြီးတော့ဒီဘာကြောင့်ထုတ်ခံရလဲဆိုတာလေးအင်္ဂါဟိုပြောပြပါလားခင်ဗျာအဲကျွန်တော်ကတော့ကျွန်တော်စီတော့ဟိုတိတိကျကျပါတီကဆက်သွင်းလာပြီးတော့ပြောဆိုတာတွေပါပြီးတော့ မရှိသေးပါဘူးသူများပြောတာအဲကျွန်တော်ကြားတာကျွန်တော်က Facebook တွေပါလေကျွန်တော်မဖတ်ဘူးဗျာအဲသူများ Facebook ဖတ်တဲ့လူတွေကနေပြီးတော့မှအဲအခုရက်ပိုင်းမှာထိပ်ပိုင်းကောင်းဆောင်တချို့အဲထုတ်ပြလိုက်တယ်လို့ပါနေတယ်ဆိုပြီးတော့လာမေးကြပါတယ်အဲတော့ကျွန်တော်စီတော့စာလည်းမရဘူးအကြောင်းကြားလည်းမသိဘူးကျွန်တော်တော့တေချာတော့မသိဘူးဆိုတော့သူတို့ပြောတဲ့အရာဟုတ်တယ်ဆိုရင်တော့ဒါဟာကျွန်တော်တို့ပါတီအတွက်အဲခုနပြောလို့ပေါ့နော်သူများ ဝေဖန်เสียအတိုက်ခံတည်းရဲ့ထောက်เสียတွေများဖြစ်လာမလားလို့စိတ်ပူတယ်နောက်တစ်ခုကလည်းတရားမှန်နေဆိုရင်တော့ဟုတ်လားဒီအခုထုတ်ပယ်လိုက်တဲ့လူတွေဟာပါတီနဲ့ထဲထဲဝင်ဝင်2010မတိုင်ခင်ကတည်းကလှုပ်လာကြတယ်2010ရွေးကောက်ပွဲကိုလည်းနိုင်အောင်လို့ဟုတ်လားဝိုင်းပြီးတော့မှဆောင်ရွက်ခဲ့ကြတယ်ကျွန်တော်ဆိုရင်ရန်ကုန်တိုင်းမှာဒါရန်ကုန်တိုင်းဆိုတာတည်တဲ့အတိုင်းပဲနိုင်ငံရေးဩဇာကြီးတဲ့အတိုင်းဖြစ်ပါတယ် ျွန်တော်ရန်ကုန်တိုင်းမှာ82ရိုင်လုံးနိုင်တဲ့အတွက်ဟလာယူကောက်ပွဲပြီးတဲ့မနေ့ဇော်ဝီ7နိုင်လောက်မှာပဲကျွန်တော်တို့ပါတီဥက္ကဋ္ဌနေပြီးတော့မှ82ကျော်နိုင်တဲ့အတွက် congratulation ဖုံးနဲ့လုတ်တာကျွန်တော်ခံခဲ့ရပါတယ်အဲ့တော့ဒီလိုပါတီတွင်းမှာထဲထဲဝင်ဝင်နဲ့ယူကောက်ပွဲတစ်ချိန်မှာဟလာလှုပ်ဆောင်ခဲ့တဲ့ခေါင်းဆောင်ပိုင်းတချို့လည်းအဲဒီပယ်ရှားတဲ့အထက်မှာပါသွားတယ်လို့ကြားသိနေရပါတယ်နော်ဒါကြားတာပဲရှိပါတယ်အဲ့တော့ အတွေ့အကြုံ ရှိတဲ့လူတွေကိုအဖွဲ့အစည်းတစ်ခုမှာအတွေ့အကြုံရှိတဲ့လူတွေကိုနှုတ်လိုက်မယ်ဆိုရင်တော့အဲ့ဒီဖွဲ့စည်းအားနေသွားတယ်လို့အမှန်အဖြစ်ယူဆလို့ရပါတယ်နော်အဲသူတို့ရဲ့အတွေ့အကြုံတွေဆုံဆုံသွားတာပေါ့နော်ဒီအတွေ့အကြုံတွေပေါ်မူတည်ပြီးတော့မှဆက်ပြီးတော့မှတိဆောက်ကြရမှာလေအဲ့တော့အတွေ့အကြုံတွေရှိတဲ့လူတွေပဲသွားပြီးဆိုတော့ဟိုလူသစ်တွေနဲ့ဆိုရင်တော့တက်ကပြန်စားရမယ်အနေထားမရှိတယ်နောက်တစ်ခုကလည်းဒီ ဒီဟာကိုကြားတဲ့အောက်ခြေပါတီဝင်ဓုတချို့ကလည်းကျွန်တော်စီကိုဖုံးဆက်ကြပါတယ်။ဒါသူတို့အနေနဲ့ဒီလိုတွေကောင်းမိုက်မှာဖြစ်နေတယ်ဆိုရင်တော့ဟိုစိတ်ဓာတ်ကြတယ်။အဲအဲမလုပ်လို့တော့ဘူးလို့တချို့လည်းအဲကျွန်တော်ဖုံးဆက်ပြီးပြောကြတာတွေသိရပါတယ်။ဘာပဲဖြစ်ဖြစ်ဟလာဒီကိစ္စကဒီအလွန်တိမ်တိမ်မွေ့မွေ့နဲ့ငြင်းငြင်းသားသား အဲကင်ကွယ်တဲ့နဲ့ကိစ္စလို့ကျွန်တော်ကတော့ယူဆတာပါပဲဒီတစ်ခေါက်ဒီထုတ်ပယ်တဲ့ဒါဆင်းတွေထွက်လာတယ်ဆိုတာရောဒါပါတီမှာဒါပထမဆုံးလားအများဆုံးလားဘယ်လိုမျိုးလဲဘယ်လိုမျိုးဖြစ်ခဲ့တာလဲအရင်ကျွန်တော်ပြည်ခိုင်မျိုးပါတီပြည်ခိုင်မျိုးအသင်းဘွားတုန်းကနော်အသင်းဘွားတုန်းကတချို့ကောင်းဆောင်မိုင်းတွေထုတ်ပယ်ရတာလဲကျွန်တော်ကြုံမှုပါတယ်အခုကျွန်တော်တို့ကပါတီဖြစ်သွားပါပြီ2020တာပါတီဖြစ်သွားတော့ပါတီတွင်းမှာစီးနောင်မှုတွေရှိတယ်ပါတီစီကန်းဆိုတာလည်းရှိတယ် နော်အဲ့တော့ပါတီစီကံထင်းသိင်းနဲ့ပတ်သက်လို့ပါတီရဲ့မူဝါဒတွေပါတီရဲ့ဖွဲ့စည်းပုံစီမင်းတွေအဲ့ဒါတွေနဲ့ကျွန်တော်ဆောင်ရွက်ကြမှာအောင်အဲ့တော့အရင်တစ်ခါတော့ကကြတော့အသိအနေနဲ့ဆိုတော့ပြဿနာမရှိအခုဟာဒီကုထုတ်ပေတဲ့အခါမှာကျွန်တော်ပါတီဖြစ်နေပြီပါတီဖြစ်နေတဲ့အခါကျတော့ဒီလိုဟုတ်လားထုတ်ပေလို့ရှိရင်ဘယ်လိုတွေလုပ်ရမလဲဆိုတော့စီမင်းရှိမယ်မရှိတော့မှတမန်အဖြစ် အများဆုံးဖြတ်ချက်နဲ့ဟဲ့စီးစီးအများစုပဲဆုံးဖြတ်ချက်နဲ့အဲလုတ်တဲ့နယ်လို့မြင်တာပေါ့2005မှာ90ဖြစ်စီဆုံးကြီးဖြစ်စီနှုတ်ထွက်တော့မယ်လို့ကျွန်တော်ကစိတ်ပိုင်းပြတ်ထားတာပါအဲကျွန်တော်ကတော့ပြဿနာမရှိပါဘူးတချို့ကြတော့ကျွန်တော်တို့လိုဟုတ်ချင်မှဟုတ်မယ်အော်တက်တက်ကြွကြနဲ့မိမိရဲ့ယုံကြည်ချက်ကိုယုံကြည်ချက်အတိုင်းဟဲ့လားတက်တက်ကြွကြလုပ်နေတဲ့လူတွေလည်းရှိတယ်အဲ့လူတွေလည်းပါသွားကောင်းပါသွားပါလိမ့်မယ် ူတွေကြတော့စိတ်ထဲမှာအဲတမျိုးဖြစ်ကောင်းဖြစ်မှာပေါ့နော်လွတ်လွတ်လပ်လပ်ကိုယ့်ရဲ့သဘောထားကိုအတိုင်းကိုလွတ်ခွင့်ရအောင်လို့ကိုနှုတ်ထွက်มาဖြစ်မယ်လို့ကျွန်တော်ကအဲ့လိုဆုံးဖြတ်ခဲ့တာပေါ့ပါတီမှာစီးစီးတယောက်နဲ့တောင်းဝင်ထမ်းဆောင်မှုတဲ့ခါကျတော့အခုလိုမျိုးထုတ်ပယ်တာကပါတီစီးမင်းနေရောညီခဲ့လာအဲပါအဲ့ဒါဆိုရင် तू ကပါတီမှာဟလာပါတီစီကံထိန်သိမ်းရေးဆိုင်ရာပြဋ္ဌာန်းချက် ရှိရမယ်ဗျာနော်ပါတီစည်းကမ်းထိန်းသိမ်းဆိုင်ပြဋ္ဌာန်းချက်ရှိရမယ်ဘယ်လိုပြစ်မှုမျိုးဆိုရင်တတိပေးတယ်ဘယ်လိုပြစ်မှုမျိုးဆိုရင်ပြင်ထန်စွာတတိပေးတယ်ဘယ်လိုအမျိုးဆိုရင်ထုတ်ပြတယ်ဆိုပြီးတော့နောက်တစ်ခါဘယ်လိုဖြည့်ရှင်းခွင့်ပေးရမယ်ဘာညာဘောလှုပ်ထုံးလုံနည်းတဲ့အများကြီးပြဋ္ဌာန်းထားတဲ့အဲပြဋ္ဌာန်းချက်တွေလိုတယ်ဗျာနော်အဲ့ဒီပြဋ္ဌာန်းချက်တွေရှိမရှိတော့ကျွန်တော်သိချာတော့မသိဘူးဒါဆိုရင်အင်္ဂလိုဒီပါတီမှာဟိုအရှင်တွေက ါဟိုပါတီစီမင်းစီကန်းချက်ကပုံတင်မရှိဘူးဆိုတဲ့ဘုံမျိုးလားမဟုတ်ပြဖွဲ့စည်းပုံပါတီဖွဲ့စည်းပုံစီမင်းရှိပါတယ်နော်ဖွဲ့စည်းပုံစီမင်းစီမင်းမှာတော့အကြမ်းမြင်ပါတာပေါ့နော်ဒါပေမဲ့ပါတီစီကန်းထင်းသိမ်းဆိုင်ရာအသေးစိတ်အဲလှုပ်ထုံးလုံနည်းတွေတော့မထုတ်ပြန်ရသေးဘူးလို့ကျွန်တော်ထင်တယ်နော်ကျွန်တော်ကပါတီစီကန်းထင်းသိမ်းကော်မတီမှာကျွန်တော်အဖွဲ့ဝင်ဖြစ်ပါပါတယ်ကျွန်တော်အဲစီကန်းထင်းသိမ်းတွေကျွန်တော်ရေးနေတုံးပဲအခုကျွန်တော်ကပြီးသွားတာပေါ့အဲ့တော့ အခြေတမားဖြစ်တော့ပါစီဖွဲ့စည်းပုံအခြေခံစီမင်းမှာတော့ပါတာပေါ့ဟာလာငါးနဲ့တကြိမ်ပါတီညီလာခံလုပ်ရမယ်အဲ့တော့ပါတီညီလာခံကမှဘိုးလုံးမှုဆောင်ကြီးဟာလာဒီအဆင်စင်တော့ဟာလာပါတီဝင်တို့တွေကိုပြန်ရွေးရမယ်ဆိုတာလုံထုံလုံးကြီးမှရှိပါတယ်အဲ့တော့ဒီပါတီညီလာခံမှာဟာလာဆုံးဖြတ်ပြီးတော့မှလောက်တာရှိတယ် ဒူရီမဟုတ် အများသဘောတူရွေးချယ်တင်မြှောက်ထားတဲ့အများယုံကြည်မှုနဲ့တင်ထားတဲ့ဘိုလ်လုံးမှုဆောင်ကော်မတီရဲ့အစည်းအဝေးဆုံးဖြတ်ချက်နဲ့ဆိုရင်လည်းလုံလောက်တယ်နော်အဲဆိုတော့ဘိုလ်လုံးမှုဆောင်ဆိုတဲ့နေရာမှာပါတီညီလာခံကနေပြီးတော့မှတင်မြှောက်ထားတဲ့ဘိုလ်လုံးမှုဆောင်ဆိုလိုတာနော်အဲဘိုလ်လုံးမှုဆောင်တယောက်ဖြစ်ဖို့ဆိုရင်ပါတီညီလာခံနေတင်မြှောက်အောင်မယ်လို့ကျွန်တော်ယုံကြည်ထားတယ် ပါတီတိုင်းမှာဒီတိုင်းလဲဖြစ်တယ်လေနော်ပါတီမှာထိပ်ပိုင်းကောင်းဆောင်အရင်တော့ဒါတောင်းဝန်ထမ်းဆောင်ခဲ့ဘူးတော့ဗောနော်ဒါဘယ်လိုမျိုးပြစ်မှုတွေอ่ะဒါအရေးကြီးဆုံးအကြီးလေးဆုံးပြစ်မှုတွေဖြစ်မလဲညာအဲအဓိကတော့ဟိုကျွန်တော်ထင်ပါတယ်ရှင်ကြီးဟိုစဉ်းစားပုံစဉ်းစားနည်းပေါ့ way of thinking ပေါ့ way of thinking ကလမ်းကြောင်းတွေကွဲသွားတဲ့အခါမှာဘယ်လိုမှပေါင်းစည်းလို့မရတော့နော်အဲ့တော့အရေးကြီးတာပါတီတစ်ခုမှာစဉ်းစားပုံစဉ်းစားနည်းအရေးကြီးတယ်နောက်တစ်ခါ ဥဒိချက်အရေးကြီးတယ်နော်ဘယ်လိုဟာမျိုးဥဒိမှာလဲတိုင်းပြည်အနာဂတ်ကိုတိဆောက်ကြတာပါတီတွေဆိုတာကောင်းပြီတိုင်းပြည်အနာဂတ်ကိုဘယ်လိုအနာဂတ်မျိုးကိုမျှော်မှန်းပြီးတိဆောက်မှာလဲနော်အဲ့တော့ကျွန်တော်တူဦးချင်းနေနဲ့ပြောမယ်နော်ကျွန်တော်တူဦးချင်းနေနဲ့ပြောမယ်ကျွန်တော်တူဦးချင်းကတော့ဟုတ်လားတရားမျှတာပြီးတော့လွတ်လပ်တယ်နော်လောကပါလာတရားတွေထုံးအားတဲ့နော်အနာဂတ်နိုင်ငံတော်ကိုတိဆောက်ခြင်း တိုင်းသားတွေအမျိုးဘာသာသာသနာတွေထုံးကားတဲ့အနာဂတ်နိုင်ငံတော်တည်ဆောက်ခြင်းလေဒါကျွန်တော်ရည်တည်တယ်ကျွန်တော်စတန်ဟဲ့လားဟဲ့လားဒီဒီဟာပေါ်မှာကျွန်တော်ကဒီလိုရည်တည်တာပေါ့နော်အဲ့တော့ဒါမဲ့ကျွန်တော်ကငါရည်တည်တဲ့အတိုင်းသူများလဲရည်တည်ရမယ်လို့တတ်မှတ်လို့လည်းမရဘူးလीအဲ့ စီစီချင်းတူပေမဲ့တယောက်ရတ္တိကျက်နဲ့တယောက်ရတ္တိကျက်တူချင်းမှတူမယ်အဓိကအရေးကြီးတဲ့ရတ္တိကျက်တွေနိုင်ငံရဲ့အနာဂတ်ကိုမြုံမှန်းချက်တွေအပေါ်မှာပွဲလွှဲတာပဲဖြစ်ဖြစ်နော်အဲ့ဒီအနာဂတ်မြုံမှန်းချက်ကိုသွားမဲ့လမ်းကြောင်းပွဲလွှဲသွားတာပဲဖြစ်ဖြစ်ပေါင်းစည်းလို့မရတော့နော်အဲ့တော့ဒါအရေးကြီးပါတယ်ဒီ18ရောက်စီးရင်လည်းမှာ ဒါဒေါ်ဆန်းစုကြည်ပေါ့နော်အခုဒီ NLD ဥက္ကဋ္ဌပေါ့နော်ခုနကနီးစက်တဲ့လူတွေများတော့ပါတယ်လို့ဒါကြားရတယ်ပေါ့နော်နောက်ဥရှိမန်နဲ့အာဒီကောမဒီရတဲ့လူတွေပါတယ်လို့ကြားရပေါ့နော်အဲ့တော့ဒီဒေါ်ဆန်းစုနဲ့နီးစက်လို့ထုတ်ပယ်ခံလာတာဘယ်လိုမျိုးမြင်လဲကျွန်တော်ထင်တာကတော့အဓိကကတော့ဟိုဒီထုတ်ပယ်ခံရတဲ့လူတွေရဲ့စဉ်းစားမှုစဉ်းစားနည်းနဲ့မြောက်မှန်းချက်ကအခု ထုတ်ပယ်လိုက်တဲ့လူတွေရဲ့စဉ်းစားမှုစဉ်းစားနည်းနဲ့မျောမှန်းချက်အဲ့ဒီအရမတူလို့ဖြစ်မှာပေါ့နော်တဘောရာမတူနိုင်ကြတော့ဘူးအဲ့တော့တဘောရာမတူလို့ဖြစ်တာအဓိကပါပုဂ္ဂလဒိဋ္ဌံတော့ပါတိကြီးတစ်ခုအနေနဲ့ကတော့ပုဂ္ဂလဒိဋ္ဌံအနေနဲ့တော့ဟိုဘယ်သူ့ပေါ်မှာမှမရှိတော့ပါဘူးနော်အဲတိခါရှိတဲ့ပါတိကြီးတစ်ခုအနေနဲ့ဒါဟိုပုဂ္ဂလဒိဋ္ဌံ မရှိပါဘူးဘယ်သူနဲ့ခင်လို့ဘယ်သူနဲ့ခင်လို့ဆိုတာတော့မဖြစ်တော့ပါဘူးအဲအဲ့လိုကလေးဆန်တဲ့သဘောထားမျိုးမရှိတော့ဘူးထိပိုင်းကောင်းဆောင်နေချုပ်ပါဝင်နေမလို့ဒီ16ရောက်စုဖွဲ့ရတာထွက်တယ်ဆိုတော့နော်ဒါဘိုးကော်မတီရဲ့ဆုံးဖြတ်ချက်တွေကဟိုဘယ်လိုထောက်ပြစရာရှိမလားအန်ကဲနေနဲ့ဘယ်လိုထောက်ပြခြင်းနေလဲမြတ်အဲ့ဒါကဘယ်လိုနည်းနဲ့ဒီအမိန့်တွေထုတ်ပြီးထုတ်လိုက်တယ်ဆိုတာကျွန်တော်ကားနာမသိပါဘူးတမားအဖြစ်တော့ကျွန်တော်ပြောလို့ပေါ့ဗျာ ပါတီညီလာခံကနေတညီကျော်တဲ့တင်မြှောက်လိုက်တဲ့ဘိုလ်လူမှုဆောင်အစည်းအဝေးနော်အဲ့တော့ပါတီညီလာခံကနေတညီကျော်တဲ့တင်မြှောက်လိုက်မှသာအဲ့ဒီဘိုလ်လူမှုဆောင်ဒီလီဂယ်ဖြစ်တယ်ပါတီမှာလီဂယ်ဖြစ်တာပေါ့နော်တရားဝင်တယ်လို့ပြောတယ်အဲ့ဒီတရားဝင်ဘိုလ်လူမှုဆောင်တွေကတရားဝင်ဘိုလ်လူမှုဆောင်အစည်းအဝေးမှာ အများစုကဆုံးဖြတ်တယ်ဆိုရင်လည်းလုံလို့ရပါတယ် သို့တော်လဲဒါတွေကပါတီညီလာခံမှာပြန်ချပြပြီးတော့မှ confirmation ပြန်လုပ်အောင်မှာပေါ့နော်သို့တော်ဒါတော့ကျွန်တော်ထင်ပါတယ်မခင်းရမှာကျုပ်နိုင်ငံရေးသမားတွေကတုံးတက်တာဒီဖြစ်စဉ်ဟာပေါ့နော်ဒါဟိုအပိုင်စီးတိန်ကြုံမှုဆိုတဲ့အပိုင်ကိုဒါရောက်နေတဲ့ဆိုတော့တုံးတက်ကြတာပါတီတွင်းပါတယ်အနိုင်ကျင့်မှုလားဒါအပိုင်စီးမှုလားဆိုတာဒါဖြစ်နေတဲ့ပုံစံကိုရောက်နေတယ်ကြားတယ်ဟိုပြောကြတယ်ခင်ဗျအဲ့တော့အဲ့ပုံမှာဘယ်လိုတုံးတက်ခြင်းလဲခင်ဗျအင်း ကျွန်တော်တို့ကအအဓိကတော့သဘောထားတွေကိုယ်လွဲကုန်ကြတယ်เนาะကိုယ်လွဲကုန်ကြတဲ့အခါမှာဘယ်လိုမှဟိုစုတစည်းတဲ့ ideology ကိုယ်ကုန်ကြပြီအဲ့တော့အဲ့ဒီဟာပေါ်မှာအများလည်းညှို့ထိုးစရာမဖြစ်အောင်တိမ်တိမ်မွေ့မွေ့နဲ့เนาะအဲတိမ်တိမ်မွေ့မွေ့နဲ့အဲ လုပ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်เนาะရှိပါတယ်ဟုတ်လားဟောဥပမာဆိုရင်ဘုရားခင်ဗျားလေလမ်းပါတိညီလာကမှာဟုတ်လားဒါပါတိညီလာဆုံးဖြတ်ချက်ဆိုပြီးတော့ထုတ်လိုက်လဲရတာပါပဲဒါကလည်းလူများလင်းညှိုးထိုးရင်ကျွန်တော်ပါတီကိုလင်းညှိုးထိုးရင်ကျွန်တော်တိတ်ခါမကြဘူးဗျာပါတီတိတ်ခါကြားတယ်ဟုတ်တယ်မလားပါတီတိတ်ခါမကြအောင်လို့เนาะဟာပါတိညီလာကမှာဆုံးဖြတ်ပြီးတော့မှထုတ်လိုက်တယ်ဆိုရင်လည်း ်အများဝေဘာလို့မရတော့လည်းညှို့ထိုးလို့လည်းမရတော့ဟုတ်တယ်အခုဒီထပင်းကောင်းဆောင်တွေမှာသူ့အစုအဖွဲ့တွေနဲ့ဒါရှိတယ်ဆိုတော့ဒီကောင်းဆောင်တွေထုတ်ပြန်ခံရတဲ့အပိုင်းတွေရောက်နေဆိုတော့ဒီပါတီဝင်အငယ်တွေပေါ့နော်တပါတီဝင်အငယ်တွေပေါ်မှာဘယ်လိုတက်ရောက်မှုရှိနေအခုလိုပေါ်ပေါ်ပြပြဖြစ်တဲ့အခါကျတော့တမားဖြစ်ကြည့်မယ်ဆိုရင်တော့တချို့လည်းကျွန်တော်တို့ဖုံးဆက်ပါတယ်ကျွန်တော်ဟာပါတီညီလာဟိုပါတီညီလာလည်းမတက်တော့ဘူးဆိုပြီးတော့ ဖုံးဆက်ကြတယ်အဲ့တော့အကွဲပြားဖြစ်နေတော့ကျွန်တော်လည်းစိတ်ကြကြရတယ်အဲ့တော့ကျွန်တော်လည်းမတက်လို့တော့ဘူးဆိုပြီးတော့ပြောကြလို့ကျွန်တော်ကလည်းဖြောင်းပြရတယ်သဘောတော့ရှိပါတယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့သဘောထားတော့ကျွန်တော်တို့ပယ်တာမပယ်တာဘေးချိတ်ပါဟုတ်လားကျွန်တော်တူးတဲ့အနေနဲ့ကတော့ကျွန်တော်ကမဟုတ်လေဒါကိုကလွတ်လပ်တဲ့ဟိုလွတ်လွတ်လပ်လပ်လှုပ်ချင်တာဖြစ်တဲ့အတွက်ကိုကစီနောင်မှုကနေပြီးတော့မှရုံထွက်မယ်နော်ဘိုင်းနေမရှိအောင်ပါတီကနေနှုတ်ထွက်ပြီးတော့မှလွတ်လပ်လပ်ကျွန်တော် စဉ်းစားရတယ်ကျွန်တော်လူလူအတွက်ကတော့ကိစ္စမရှိဘူးပေါ့ဒါမှပါတီကိုဟုတ်လားအတိုက်ခံနေလက်ညှိုးထိုးမယ်နောက်တစ်ခါပြည်သူလူထုအများစုတချို့ပြည်သူလူထုအများစုကမျှော်မှန်းထားတာကဟုတ်လားဒီမိုကရေစီဆိုတာအတိုက်ခံရှိမှသာနော်လမ်းကြောင်းမှန်မှန်မှန်ရှိနေမယ်တရားရောထိန်းကြောင်းမှဟုတ်လားဟိုမန္တလေးတုံးရထိန်းကြောင်းတယ်လို့ပါတီချင်းချင်းလဲထိန်းကြောင်းမှ အထိန်းကြောင်းမရှိလို့ရှိရင်ဟုတ်လား အနာရှင်ပုံစံမျိုးပြန်ဖြစ်သွားမယ်เนาะအဲ့တော့အထင်းချောင်းရှိစီခြင်းတယ်ဒါပြည်သူလူထုကလည်းနိုင်ငံရေးရှိခြင်းမြင့်လာပြီเนาะသူတို့လည်းခိုင်းကပေါင်းများတော့မြင့်လာပြီမြင့်တော့ချက်ကန်ဘယ်လန့်ပြည်သူလူထုကမျှော်မှန်းတယ်အဲ့ဒီပုံစံမျိုးလေးနဲ့ကျွန်တော်ပါတီကိုလည်းစစ်မှန်တဲ့အတိုက်ခံပါတီအဖြစ်အင်အားကြီးကြီးနဲ့ဆက်လက်တည်ဆည်စေခြင်းနဲ့ပါတီဝင်တွေရောပြည်သူလူထုအများကြီးရှိတယ်ဗျာအဲ့သူတို့ရဲ့မျှော်မှန်းချက်တွေတပြည့်နည်းနည်းဝေဝါးသွားမယ် 都不好消息的。